အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ကပွဲစားလိန်ခံထိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဆက်လုပ်မလဲပေါ့နော်တို့ကဘလို့ကိုယ့်ဘက်ကနေအချက်လက်တွေယူလာမလဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစားတွေကျွန်တော်လိန်ပြီပေါ့နော်ကျွန်တော်လိန်နေဆိုလို့ရှိရင်ကျွန်တော်အလုပ်တွေကိုမှရှိတယ်ဒီမှရှိတယ်စမတ်ကြီးတွေဘလောက်ဘလောက်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားအချင်းချင်းပဲလိန်တာပေါ့နော်တော်တော်လိန်တာလည်းတော်တော်များတယ်အဲ့ဒါဆိုကျွန်တော်ဘလို့လုပ်မလဲကျွန်တော်အနေနဲ့စကားမတက်ဘူးပေါ့နော်ကျွန်တော်အနေနဲ့ထိုင်းစကားဘာသာစကားမတက်ဘူး ကျွန်တော်ဘယ်လိုလုပ်ကြမလဲအားတွေကိုကျွန်တော်တို့လုံးစမှတ်တဲ့ခါကျရင်ကျွန်တော်တော်တော်များများကကျွန်တော်အယုံလွယ်တာပေါ့နော်အယုံလွယ်တော့ live ပေါ်မှာပဲတွေ့တယ် live ပေါ်မှာပဲကျွန်တော်တို့စမှတ်ကြတယ်ဆိုတော့သင်ခံထိတယ်ဟုတ်ပြီဆိုကျွန်တော် live ပေါ်မှာတွေ့တယ်ဆိုရင်ကျွန်တော် live ပေါ်မှာကကျွန်တော်အလုံးကိစ္စပြောတဲ့ဟာတွေကိုကျွန်တော်ကဒီ line တွေကိုအတန်ဖိုင်နေနဲ့ပေါ့သူ့ရဲ့အတန်ဖိုင်ပေါ့နော်သူ့ရဲ့အတန်ဖိုင်နေနဲ့ဖြစ်နိုင်သူ့ရဲ့ video call တွေကျွန်တော်စကားပြောတဲ့ခါကျရင်ကျွန်တော်ကအချက်လက်တွေကိုကျွန်တော် record တွေယူလာတာနော် record တွေယူလာပါဒါရဲကျွန်တော် ပြင်စာတွေရိုက်ထားမယ်နော်စာတွေရိုက်ထားမယ်သူဘာမှအလုပ်ဘာမှရှိတယ်ဘဝရှိတယ်ဆိုတော့တိတိကျကျလေးကျွန်တော်တို့ကစာတွေရိုက်ထားပေးဖို့လိုတယ်ပေါ့နော်ဟုတ်ပြီဒီလိုကျွန်တော်အချက်လက်တွေရပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ငွေလွှဲတဲ့ခါကျတော့ရှင်ငွေပေးတဲ့ချိန်ကျရင်အတက်နိုင်ဆုံးကျွန်တော်ဘဏ်နဲ့ပေးပါနော်ကျွန်တော်တို့မှာမိမိမှာဘဏ်မရှိဘူးဆိုလို့ရှိရင် ရှိတဲ့လူဘဏ်ပေါ့နော်ရှိတဲ့လူဘဏ်ဆိုတော့ဟိုမြန်မာနိုင်ငံနေပြီးတော့ဒီနေစားနေလမ်းတွဲတဲ့ဘဏ်တွေတော့မဖြစ်စေနဲ့တကယ်အမှုဖြစ်လာသူတို့ပိုတိုင်းလာပြီးတော့ဒီမှာလာပြီးအမှုရင်ဆိုင်ပေးလို့ရမှာမဟုတ်ဘူးဒီနေ့တော့မိတ်ဆွေတွေကြားနေတဲ့ လွှဲပေးပါလွှဲတဲ့ခါကျရင်လည်းတော့ကိုလွှဲမဲ့ဒီပွဲစားနံပါတ်ကကျွန်တော်ကဥမာဒီမောင်နီလားပေါ့မောင်ဖြူလားပေါ့နော်ဆိုတော့ဥပမာကျွန်တော်မောင်နီနဲ့ကျွန်တော်စကားပြောတာ Facebook ကောက်မှာလည်းမောင်နီနော် Facebook ကောက်မှာမောင်နီကျွန်တော်တို့ဒီပွဲစားသူပို့လာတဲ့ဘန်ကလည်းမောင်နီနော်ပွဲစားဘန်ကလည်းမောင်နီဆိုလို့ရှိရင်ကျွန်တော်ကဟုတ်ပြီဘယ်လောက်လဲဘယ်လိုလဲကျွန်တော်တွဲပြလိုက်ဘယ်လိုလဲကျွန်တော်ကအဲဒီသူကမလိန်သွားပြီ။နောက်ဆိုလို့ဆိုရင်ကျွန်တော်ကနေငါတို့ဘယ်လိုလုပ်မှာလဲ။ဘယ်လိုကြီးမှာကျွန်တော်ချက်ပေါက်နဲ့ကျွန်တော်စာရိုက်ထားတဲ့အချက်လက်တွေနဲ့ကျွန်တော်စကားပြန်ပြောမယ်။ နော်နေနေနဲ့ဘလို့တောင်းယူပါလဲဘလို့တောင်းခံပါလဲနော်ငါတို့ပတ်စံဘလို့ပြက်လုံးပါလဲဆိုတော့ကျွန်တော်ပြက်မေးမယ်ဟုတ်ပြီသူ့အနေနဲ့တိုင်ရင်နဲ့နေရာတိုင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပွဲစားရတယ်ကပြောတာများတယ်ဗျနော်ဒါသူဟိုပုတ်တော့ဒီပုတ်တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့တွေဒီပွဲစားဘယ်နှစ်ပဲဖြတ်ဖြတ်နော်ပွဲစားဘယ်နှစ်ပဲဖြတ်ဖြတ်ကျွန်တော်တို့ငွေပေးလိုက်တဲ့လူပဲကျွန်တော်တို့ကတရားဆွဲလို့ရဥပမာကျွန်တော်တို့ကဒီမောင်ညီနဲ့တော့ကျွန်တော်တို့ကအလုပ်ရှာတာမှန်တော်များလေ ကျွန်တော်ငွေလွှဲလိုက်တာမောင်ဖြူငွေလွှဲလိုက်တယ်ဆိုရင်ပူတွဲအနေနဲ့မောင်ဖြူရဲ့ပါတော်များလဲကျွန်တော်အဓိကတိုင်ရမှာမောင်ဖြူအတိုင်းမှာဖြစ်တယ်နော်ဆိုတော့ကျွန်တော်အဓိကအဲ့ဒါကြီးရှိတယ်ချို့ရကြတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေကမှန်တော်များလဲဒါပေမဲ့သူတို့ ban နေပြတဲ့ခါကျတော့ရှင်သူကဒီ time ban နေပေးလိုက်တာတို့ဘာလို့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်တို့ကအချက်လက်တွေကိုတည်တည်ချာချာစစ်စစ်ခြင်းနဲ့အကြက်ကြဲအဲ့ဒါကြီးစပီဝါဆိုလို့ရှင်တော့ကျွန်တော်တို့ဘာမှစိုးရိမ်စရာမလိုဘူးကျွန်တော်တို့စကားမတက်ဘူးဆိုလို့ရှင်ကျွန်တော်တို့ဆက်သွယ်လာခဲ့ မြေဆက်ရနယ်မြေကိုမိမိနေတဲ့နယ်မြေရဲစခန်းကိုကျွန်တော်ကအမှုသွားဖွင့်လို့ရတယ်။အဲဒီအမှုဖွင့်တဲ့အချိန်မှာကျွန်တော်ကဘန်ကဘဲလွဲရတယ်နော်။ချုံပလီဆိုလည်းချုံပလီ၊မာချိုင်ဆိုလည်းမာချိုင်၊ဘန်ကောက်ဆိုလည်းဘန်ကောက်ကျွန်တော်လွဲလိုက်တဲ့မြို့နယ်ရဲ့နယ်မြေရဲစခန်းမှာသွားပြီးတော့တိုင်ကြရမှာဖြစ်ပါတယ်ပေါ့နော်။အဲဒီအချိန်မှာကျွန်တော်ကဒီလွဲထားတဲ့အချက်လက်တွေအကုန်လုံးကျွန်တော်ကအပြင်မှာ print ထုတ် screen shot ရိုက်ပြင်မှာ print ထုတ်စားစားတဲ့အကုန်ယူပါနော်ကုံယူအားပြပွဲသားရဲ့လိပ်စာရှိရဆိုရင်လိပ်စာကိုအတိအကျယူပါနော်လိပ်စာအတိအကျယူပါအ အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲနေမြေရဲစခန်းမှာကျွန်တော်ကအမှုသွားဖွင့်မယ်နံပါတ်2ချက်နော်နံပါတ်2ချက်အဲ့ပြီးပြီဆိုတာလေအဲ့နေမြေကန်ရဲစခန်းကလေအမှုဖွင့်ထားတဲ့စာရွက်အတိုင်းပဲကျွန်တော်တို့ကနေမြေကန်တို့လုံသမားချဟငံရုပ်သွားမယ်ချဟငံရုပ်သွားပြီးတော့ကျွန်တော်တို့နေတဲ့လူငွေကြေးလိမ်လည်ကြီးကျွန်တော်တို့မြန်မာနိုင်ငံသားတွေနဲ့လှုပ်ရှားပွေးလုပ်ငန်းလုပ်ပိုင်မှုရှိပါအောင်ကုမ္ပဏီ license ရထားတဲ့ကုမ္ပဏီကမှအစင်ပေါ့နော်အဲ့ဒါလည်းကျွန်တော်က ီထိုင်းလူမျိုးရဲ့အောက်မှာပဲနေရပါတယ်။မိမိအနေနဲ့ကုမ္ပဏီဖွင့်ထားရဆိုလို့မြန်မာနိုင်ငံသားကုမ္ပဏီဖွင့်ထားဆိုတော့ရှာတော်တော်ရှာပါနော်။လှုပ်ရှားခွေးအခြေစီတတော်တတော်ရှာပါတယ်။သူက percentage ရသွားတာဆိုတော့ကိုပိုင်ကုမ္ပဏီဆိုတာမရှိလို့ဘူး။အဲဒီတော့တို့အနေနဲ့မင်းတို့ငါတို့ပတ်စံပြပြီးမှလား။နော်။မင်းတို့တာဝန်ပြယူမှလား။မယူဆိုတော့ငါတို့အနေနဲ့ကတိုင်ချက်ဖွင့်မယ်။မင်းတို့တိုင်မယ်။နော်။တိုင်မယ်ဆိုလို့ရှိရင်သိကြပါလေ။တို့ပြန်ပေးမှာပါ။ နော်ပြောင်းပေးပါသူတို့အနေနဲ့အမှုတွေဒီမှာဒီကွဲသားတွေအနေနဲ့လည်းသူကဘယ်ရောက်အောင်မြန်မာနိုင်ငံပြန်ရောက်မှာမဟုတ်ဘူးနော်မြန်မာနိုင်ငံပြန်ရောက်မှာမဟုတ်ဘူးဒီအမှုတွေကိုတိုင်လိုက်ပြီဆိုရင်ထိုင်းနိုင်ငံမှာဥပဒေနဲ့ကြောလိမ်လည်မှုတွေဆိုရင်ထိုင်းနိုင်ငံမှာထောင်ချမယ်နော်ထိုင်းနိုင်ငံမှာထောင်ချပြီးသွားဆိုရင်ကျွန်တော်ပြန်ပြီးတော့မြန်မာနိုင်ငံပြန်ပို့မယ်ပို့ထိုင်းနိုင်ငံထောင်ချပြီးမြန်မာနိုင်ငံပြန်ပို့ရင်ကျွန်တော်ပြည်ဝင်ပဲသူဥပဒေရသူသွားမှာပေါ့သူရာဇဝတ်မှုကျူးလွန်တာရဘလို့ဘလို့ဆိုတာသူရှိသလားဆိုတော့ကျွန်တော်တို့ဒီ နိုင်ငံရဲ့အစိုးရပါနဲ့ဒီဒီဗီဒီယိုလေးကတော့ကျွန်တော်ထိုင်းအောင်မြန်မာတွေအတွက်ကျွန်တော်ဒီလင်ကန်နဲ့ပွဲစားလင်ကန်တွေကြည့်နေတဲ့လူတွေအတွက်ကတော့အရင်ပဲကျွန်တော်တို့အသုံးဝင်မဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ